Hello အားလုံးပဲမင်္ဂလာပါရှင် Tarot Reading by Anonymous Speech ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရယ်ဒီတစ်ခေါက်လုပ်ပေးထားတဲ့ Reading လေးရရောကို့ကို crash နေရသူတွေရှိလားပေါ့နော်အဲကောင်းစင်လေးနဲ့ Reading လေးလုပ်ထားပေးရဖြစ်ပါရယ်ဆိုတော့ဒီမှာထုံးစံအတိုင်းပဲဒီ file လေး၃ခုရှိရယ်ဒီ file လေး၃ခုတွေရမှာကိုနဲ့ energy ကိုက်မဲ့ထင်တဲ့ file ကိုနဲ့အဆင်ပြေမဲ့ထင်တဲ့ file လေးရွေးချယ်ပြီးတော့ကြည့်လို့ရပါရယ်ရှင် Hello ဖိုင်ဝမ်လေးမင်္ဂလာပါရှင်ဆိုတော့ဖိုင်ဝမ်လေးတွေအာဒီဗီဒင်လေးကကိုယ်ကိုကြိုက်နေရသူရှိလားဆွဲဗီဒင်လေးပေါ့เนาะဆိုတော့အဲ့တော့အရင် serious တော့မဟုတ်ဘူးကိုယ်ကိုကြိုက်နေရသူရှိလားအဲ့တော့ဖိုင်ဝမ်လေးတွေကိုယ်ကိုကြိုက်နေရသူရှိလားပေါ့เนาะလက်ရှိမှာကိုယ်ကိုကြိုက်နေရသူရှိလားဖိုင် อืมရှိရောရှိရဲ့ဒီလားဖိုင်ဝမ်းနေမှာလीဖိုင်ဝမ်းလေးတွေ့စိတ်ဝင်စားနေသူရှိ တော့ရှိရဲ့တယောက်နှစ်ယောက်လောက်ပေါ့နော်ရှိရဲ့ဆွေပုံစံကိုတွေ့ရတယ်ဒါပေမဲ့လေကိုကစိတ်မဝင်စားဘူးသူတို့လေအဲ့လိုကိုကကိုယ့်ဘက်ကိုစိတ်ဝင်စားနေရတယောက်ရှိမယ်လို့ထင်တယ်ဒါမှမဟုတ်လေတယောက်ကိုစောင့်နေတဲ့ပုံစံပေါ့နော် သူတို့ကတော့ကိုယ့်ကိုကြိုက်ပေမဲ့ကိုကသူတို့ကိုပြန်မကြိုက်ဘူးအဲနှစ်ယောက်သုံးယောက်လောက်ကိုကိုကပြန်မကြိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဲ့အဲကိုရဲ့ဒီပဝင်းချင်းတငယ်ချင်းအတိုင်းဝိုင်းနေရဖြစ်ဖို့များပါတယ်ကိုကလေသူတို့စိတ်ဓာတ်ကိုလည်းသိရလူတွေရှိလိမ့်မယ်မသိရဖိုင်ဝမ်းတွေလည်းရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ the temperance လေးကိုကြားထားဆိုတော့တချို့ဖိုင်ဝမ်းတွေကတော့သိလိမ့်မယ်တချို့ဖိုင်ဝမ်းတွေကတော့မသိတော့ဘူးပေါ့နော်အဲ့လိုကိုကိုကြိုက်နေကြရဲဆိုတာလေ အဲ့တော့တည့်ရဲသူတွေကလည်းအဲ့လိုဘယ်သူလဲဆိုတာတည့်ရဲဒီ ਾਇ မပြန်မကြိုက်ဘူးပေါ့နော်ကိုကအဲ့လိုတရရဲကိုစောင့်နေရမျိုးတစ်ခုခုကိုစောင့်နေရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်။ဒါမှမဟုတ်တစ်ခုခုကိုမျှော်လင့်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့အဲ့လိုမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်နော်ဆိုတော့အမ်ကိုကိုကြိုက်တဲ့သူရဲ့မှာတကယ်ချစ်တာလားသူရဲ့စိတ်နေစိတ်ချပေါ့နော်အဲ့ဒါလေးတစ်ချက်ကြည့်မယ်အဲဟောကိုကိုကြိုက်တဲ့လူရဲ့စိတ်နေစိတ်ချ So for Taiwan, gorgeous, let's say, let's say, physically ပေါ့နော်တော်တော်တော့ချစ်တယ်ဒီလားတော်တော်တော့ချစ်တယ်အဲဒါပေမဲ့ physically ကြိုက်တာများရဲ့အဲ့လိုရုပ်ရည်ဥကြည့်ပြီးကြိုက်တယ်ဆိုတော့ Taiwan နေမှာအဲ့လိုချောချောလတ်လတ်လေးလေးပေါ့နော်ပါလိမ့်မယ်အဲ့လိုရုပ်ရည်ဥကြည့်ပြီးကြိုက်တာမျိုးလေးပါရဲ့တချို့တွေကကြောက်လေအဲကိုယ့်ရဲ့အရေးအချင်းတွေပေါ့နော်အဲ့လိုမျိုးရည်ဥကြည့်ပြီးကြိုက်တာမျိုးပါရဲ့တကယ်တော့ကြိုက်တာ တကယ်ကြိုက်တာအဲ့လိုရတကယ်အချစ်စစ်နဲ့ကြိုက်တာမျိုးပေါ့နော်အဲ့လိုအပျော်ရရင်ယူမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးတကယ်ကြိုက်တာတော့တကယ်ကြိုက်တာဒါပေမဲ့အဲ့လိုကိုချောလို့လှလို့ကြိုက်တာမျိုးဖြစ်ဖို့အများရပေါ့နော်ဆိုတော့ဖိုင်ဝမ်းလေးတွေမှာအဲ့လိုဟိုကိုယ့်ရဲ့ client ချောချောလှလှလေးပါမယ်ထင်တယ်နော်အဲ့တော့တစ်ဖက်ကပေါ့နော်ကိုယ့်ကြိုက်တဲ့သူတွေကဟို တခြားမကောင်းတဲ့အကျင့်စီနေနေရောကြိုက်တာမဟုတ်ဘူးဒီအိမ်မကိုချုပ်လို့လှလို့ကြိုက်တာဟိုရရင်လည်းတိတိတခြားလေးတက်မိုးထားပြီးတော့ယူမဲ့တယ်မှာတော့ပါတယ်ပေါ့နော်ဟိုပြန်ကြိုက်တာပြန်မကြိုက်တာတော့လေကိုယ့်ရဲ့ choice ပေါ့ဒါပေမဲ့သူကတော့ဒါကိုတကယ်ချစ်တာပေါ့နော်အဲရွေးချယ်လို့ရလားဆိုရင်တော့လေအမှန်တိုင်းပြောရရင် energy ရသလောက်ပြောရရင်တော့ရွေးချယ်လို့ရရတယ်မှာတော့ပါပါအဲ့လိုဆူဆူဝါ reflect ဖြစ်နေရမျိုးလေးတော့မရှိဘူးပေါ့နော် maybe အဲ့လိုကိုယ့်ရဲ့ standard နဲ့မကိုက်ညီလို့ဖိုင်ဝမ်တွေကပြန်မကြိုက်တာမျိုးလည်းဖြစ်နိုင်တယ်တချို့ဖိုင်ဝမ်တွေကအဲ့လိုမျိုးအရေးရှိမှကြိုက်မယ်လို့အမ်ဖွဲရမှကြိုက်မယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ standard တစ်ခုခုနဲ့ကိုက်ညီမနေလို့ကိုယ်နဲ့ energy match ဖြစ်မနေလို့ပြန်မကြိုက်တာမျိုးဖြစ်နိုင်တယ်အဲတေချာရာကတော့တွဲလို့ရရဲ့ကိုယ်ဒီမှာ energy ကလေအရင်ဆူဆူဝါရောမရှိဘူးဒါပေမဲ့ခက်တာဖိုင်ဝမ်တွေကပြန်မကြိုက်ဘူးပေါ့နော်တစ်ဖက်ကကိုယ်လှကြိုက်နေရဲ့ဆိုအဲ့လိုပုံစံမျိုးလေးရောတွေ့ထားတယ်နော် ဆိုတော့နည်းနည်းလေးအမ်ဖိုင်ဝမ်လေးသတိထားဖို့လိုမယ်ထင်တာလေးပေါ့နော်ရှိလားတစ်ချက်ကြည့်မယ်ဆိုတော့ဖိုင်ဝမ်လေးတွေသတိထားမယ်အရာလေးရှိလားဖိုင်ဝမ်သတိထားမယ်အရာလေးရှိလားဖိုင်ဝမ်တွေအနေ သတိထားမှာမျိုးပေါ့နော်음အတိကလေဖိုင်ဝန်လေးအနေနဲ့ကသတိထားရမှာမျိုးထက်အလိုကိုကိုကိုပဲဟိုငါဘာဖြစ်ချင်လဲဆိုတော့ပြန်မေးရမှာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးပို့ပြီးတော့တွေးရတယ်အဲကိုကတခါလေးကြောက်လို့ရှိရင်လေအဲ့လိုလမ်းပြောက်တက်တယ်ဘာလို့လို့လို့ရမှာမသိရမျိုးပေါ့နော် အာဒီအရောက်လို့ရင်ကောင်းမလားမလို့ရင်ကောင်းမလားရှေ့ဆက်တိုးရမလားနောက်ပဲပြန်ဆိုးရမလားအဲ့လိုမျိုးလေးပေါ့လမ်းပြောက်တက်တဲ့ပုံစံမျိုးလေးတွေအဲလမ်းပြောက်ချင်တဲ့ပုံစံမျိုးလေးတွေတွေ့နေရတယ်အဲ့တော့ဒါကလေးစိတ်တွေရမ်းရှုပ်ထွေးပြီးတော့ကိုကဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိရမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုကတည်တည်ချာချာလေးဟိုလက်ရှိအခြေအနေမှာဘာဖြစ်ချင်တာလဲဘာဖြစ်တင်တာလဲဘာလို့တင်လဲဆိုတော့စဉ်းစားပြီးလို့ပေါ့အဓိကတော့ကိုကိုကိုပဲပြန်ပြီးတော့အဲဆုံးဖြတ်ပါဆိုတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုး maybe ဒါတစ်ဖက်က offer အရန်ကောင်းနေပြီးတော့ကိုကမရွေးချယ်လို့ universe ကဒီရပြလဲဖြစ်နိုင်တယ်ဒါပေမဲ့လေကိုရဲ့ဟိုကိုကကိုပဲစဉ်းစားပြီးရောရွေးချယ်ပေါ့နော်ကိုတွဲတင်လားမတွဲတင်လားဆိုတာမချင်ရင်တော့မတွဲရအကောင်းဆုံးပါပဲဒီကတော့လေတစ်ဖက်လူတော့လည်းမကောင်းဘူးပေါ့နော်အတုံးချပြီးလို့ဖြစ်တာပေါ့ကိုက okay အဲ့တူရောလေအလိုကိုတော်တော်လေးချစ်ပေးမယ်တော်တော်လေးလည်းအလိုလိုက်မယ်တဲ့မှာတော့ပါတယ်ပေါ့နော် အဲ့လိုတစ်ခါလေးရောအချင်းစရိုက်တွေမတူတာမျိုးလေးရှိတတ်တယ်ဒါပေမဲ့ကိုယ်ချစ်မယ်အဲ့လိုလိုက်မယ်အမ်ပြီးွားလို့ရှိရင်လှုပ်စရာလှုပ်လှုပ်ပေးစရာရှိရလေးသူတို့လှုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုး surprise လေးတွေပါလေးအဲ့လိုမျိုးလေးရောလှုပ်ပေးခြင်းနဲ့ energy လေးရှိပါတယ်တစ်ဖက်လိုကမှန်တိုင်းပြောရင်တော့ရွေးချယ်လိုက်လဲမမားလောက်ဘူးဒါပေမဲ့ဖိုင်ဝမ်းနေရမကြိုက်တော့အဆင်မပြေဘူးဖြစ်နေရပေါ့နော်โอเคဒါပေမဲ့ ဟိုဖိုင်ဝမ်းနေမကြိုက်ဘူးဆိုလို့ရှင်ပေါ့နော်ကောင်းတာတစ်ခုဘာလဲဆိုတော့ဒီလူက right person တော့မဟုတ်ဘူးနော် right person တော့မဟုတ်ဘူးဒီရိုင်းမဲ့ကိုပွားရဲကိုခဏလေးဝင်လာရဲသူ universe ကိုပွားရဲကိုခဏလေးပို့ပေးလိုက်တဲ့သူမျိုးပေါ့နော် right person တော့မဟုတ်ဘူးအဲအတွက်အဲအဆင်ပြေရဲကိုမရွေးချက်လိုက်လဲလွတ်လွတ်လိုက်ရလဲဘာမှတော့ဖြစ်မနေဘူးပေါ့နော်ဆိုတော့ဖိုင်ဝမ်းလေးအတွက် oracle message ကပါ okay blackberries เนาะခုနပြောလိုမျိုးပဲကိုယ်ရောချစ်တော့ချစ်မယ်ဒါပေမဲ့ right person တော့ မဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲကို့အဲ့လို lesson learn လုပ်ဖို့ပဲဖြစ်ဒါမှမဟုတ်လေတခုခုလာပြီးတော့အဲ soul contract တခုခုရှိလို့လာတာပဲဖြစ်ဖြစ်ကို့ဘဝရရောက်လာတဲ့လူမျိုးပေါ့နော်ဟိုလို right person အနေနဲ့ဖူးစာပဲအနေနဲ့ကိုနဲ့လက်ထက်ယူရမယ့်လူအနေနဲ့ကို့ဘဝရရောက်လာခဲ့ရမျိုးပဲမဟုတ်ဘူးပေါ့အဲတော့ကိုကမရွေးချယ်ဘူးလက်လွတ်လိုက်ရတယ်ဆိုလို့ရှိရင်လေအဲဘာမှမဖြစ်ဘူးပေါ့နော်အဆင်ပြေရယ်ဆိုရင်မှာပါရဲ့အဲတော့ crash နေတဲ့သူရှိလားဆိုရင်မိကုံပြန်သွားရင်တော့ yes ရှိရယ်ဒါပေမဲ့ကိုကတော့ပြန်မကြိုက်ဘူးပေါ့နော်တချို့ဖိုင်ဝမ်နေရအဲ့ဒါကိုလည်းသိရယ်တချို့ရ တော့ကိုယ်ကြိုက်နေတာမသိရသေးလဲပါပေါ့เนาะဒါ general reading ဆိုတော့လေအဲ့တော့ okay ဒါလေးတွေကတော့ကိုယ့်ကို crash နေခဲ့သူရှိလားဆိုရဲ reading လေးပဲဖြစ်ပါတယ်ဆိုတော့ file 1လေးတွေစုံထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်အဲ့တော့ file 1လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် hello file 2လေးတွေမင်္ဂလာပါရှင်ဆိုတော့ file 2 um ကိုယ်ကြိုက်နေတဲ့သူပေါ့နော်ရှိလားဆိုတာလေး region လေးလုတ်ထားပေးရဖြစ်ပါရဲ့အဲ region လေးတွေကိုပတ်စင်စောင့်ကြည့်ပေးကြတဲ့သူတွေများမယ်လို့ထင်တယ်ဖိုင်တူးမှာဆိုတော့ဖိုင်တူးလေးတွေအဲအေးစစေးလေးကက်လေးဆွဲပြီးတော့ hormone energy ရဲ့ကက်လေးတွေကိုထုတ်ပြီးတော့ပြောမယ်အဲ့တော့ကြည့်နေတဲ့ဖိုင်တူးလေးတွေလည်းစိတ်ရှိပေးပါလို့ပြောချင်ပါတယ်ကျော် okay ဖိုင်တူရွေးထားတဲ့ကြပြီဆိုရင်ဒီ region လေးကိုဆက်ပြီးကြည့်လို့ရတယ်။အရင်ရှိရောမဟုတ်ဘူးပေါ့နော် region က โอเคไพ่ทูอัตวะไพ่ทูเลยกูใจนี่เลยดูสิล่ะไพ่ทูเลยกูใจนี่เลยดูสิล่ะไพ่ทูกูครัชนี่เลยดูโอเคกูครัชนี่เลยดูสิ ွက်ကြီးရဲ့ကတုံးကက်ထုတ်မယ်နော်။အဲ့တော့ pi 2 tree တွေကို crash နေရသူရှိလား? Yes. ရှိရဲ့။အတိတ်ကလူတွေဖြစ်နိုင်တယ်။နော်အတိတ်ကလူတွေဖြစ်နိုင်တယ်။အာ uh, maybe export เนาะကိုရဲ့အတိတ်ကလို့ဒါမဲ့လေဟို recently ပြတ်သွားတဲ့ x ဖြစ်ချင်မှာဖြစ်မယ်သိရမလားဟိုနောက်ဆုံးပြတ်သွားတဲ့ x ဖြစ်ချင်မှာဖြစ်မယ်ဟိုးအရင်တော့ကပြတ်သွားတဲ့ x တွေလည်းဖြစ်နိုင်နေ သူကလေကိုအခုချိန်ဒီအလိုစောင့်ကြည့်နေတော့မယ်စတော့လုပ်နေတော့မယ်ပေါ့နော်အဲကိုဘသူရင်းနဲ့ဘယ်သွားလဲဘာလုပ်လဲပြင်မလားဘာစကားပြောလဲဘလို့ post တွေ like လုပ်လဲနော်အဲ့လိုမျိုးကြီးသူ့အနေနဲ့စောင့်ကြည့်နေရဲ့ဆက်ပုံစံမျိုးကိုတွေ့ရတယ်။ဆိုတော့လေ तू ကအဲကို့ကိုစောင့်ကြည့်ရဲ့ social media မှာရောပြီးတော့ဒီလို mutual friends တွေကနေပြီးတော့မှတစင်စောင့်ကြည့်ရဲ့အတဲမှာလည်းပါတယ်။ ကိုနဲ့အတိတ်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေ memories လေးတွေကိုအရင်အသတိရရဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒါပေမဲ့သူ့မှာလဲလေကိုနဲ့ပတ်သက်ခဲ့ပြောရရင်ကိုပေးခဲ့ပေါ့နော်စိတ်ထန်ရရောရှိနေတော့မဲတဖက်သူမှာလဲလေအဲ့လိုမျိုးလေးရှိရဲ့အဲ့ကို crash တဲ့သူရောရှိရဲ့အတိတ်ကလူဖြစ်နိုင်တဲ့ x ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်နိုင်ပါရဲ့ um crash တဲ့ချစ်တဲ့ ဲ့လိုမျိုးပေါ့နော်ကိုယ်ပြန်ရယူဖို့အတွက်စူးစမ်းမယ်ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ်ပြန်လိုချင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးလေးရှိရဲ့အဲ့တော့ pie tool လေးတွေဘာဆက်ဖြစ်မလဲဆိုတော့တစ်ချက်ကြည့်မယ်နော် pie tool လေးတွေဘာဆက်ဖြစ်မလဲဒီလိုနဲ့ pie tool တွေနဲ့ဘာဆက်ဖြစ်မလဲဒီလို Ace of Wands, Ten of Pentacles, okay, Lune Pai Tu Rene, Perception Mare, Di Lune Pai Tu Rene, Perception Mare, Di Lune, Go Crochet Dine, Pai Tu Rene, Perception Mare, okay. okay. seminal energy here. I get you to Ayo, six ဖယ်ထူရဲတချို့လူတွေလေအဲ့လို xc ကိုပြန်သွားမယ်မှာပါတယ်တချို့တွေပြန်တွဲနိုင်နေပေါ့နော်ပြန်တွဲပစ်သွားလိမ့်မယ်တချို့ဖိုက်ထူတွေဒါပေမဲ့တချို့ဖိုက်ထူလေးတွေကတော့လည်းပြန်မတွဲဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တချို့တဝက်ကတော့ပြန်တွဲလိမ့်မယ်တချို့တဝက်ကတော့ပြန်မတွဲဘူးဒါပေမဲ့လေပြန်တွဲမဲ့သူတွေများရယ်ဆိုရင် energy လည်းရရယ်ပြီးတော့နောက်တစ်ခုကလေတစ်ဖက်လူနဲ့ပြန်တွဲရင်လေအဲ့လို advantages တွေအများကြီးရှိမယ်လို့လည်းမြင်ထားရပေါ့နော် ဆိုလိုချင်တာကိုယ့်အတွက်ကောင်းတဲ့အချက်တွေအများကြီးရှိမယ်ဟိုကောင်းတဲ့အချက်ဆိုတာလေဥမာဟိုလက်ဆောင်နေရတာတို့ဘာတို့အဲလို surprise တွေလာတို့မဟုတ်ဘူးเนาะအမ် maybe သူစီကအဲလိုကောင်းတဲ့အလေးအကျင့်တွေရတာမျိုးစိတ်ထားကောင်းနေရတာမျိုးကောင်းတဲ့ energy ရတာမျိုးအဲလိုမျိုးပေါ့เนาะကိုယ့်အတွက်ပိုကောင်းတဲ့လန်တလန်ဖြစ်မယ်တို့ရောယူဆရယ်เนาะကိုယ့်အတွက်ပိုကောင်းတဲ့လန်တလန်ဖြစ်မယ် ဒါပေမဲ့အဲ့ဒါအလေးရန်နေမဖြစ်တော့လားပြဿနာကြီးမတက်တော့လားအဲ့လိုမျိုးလည်းမဟုတ်ဘူးเนาะရန်နေလည်းဖြစ်မယ်ပြဿနာကြီးလည်းဒါပေမဲ့အရင်တော့အတိုင်းပဲ relationship ကတော့ဆက်ပြီးတော့ဖြစ်နေမယ်ဒါပေမဲ့အဲ့လိုပိုကောင်းတဲ့အရာတစ်ခုရှားတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။မာပိုကောင်းတဲ့အလေးချင်းတစ်ခုရှားတာမျိုးအဲ့လိုမျိုးလေးပြန်သွားမယ့်လူတွေများပါတယ်ဖိုက်တူးမှာလေအဲ့လို x c ကိုပြန်သွားမယ့်လူတွေများရယ်ကိုယ့်ရဲ့ ace ကကိုပြန်ပြီး crash နေရမျိုးကိုပြန်ပြီးလိုချင်တာမျိုးဖြစ်နိုင်နေပေါ့เนาะအဲ့လိုဟိုအတိတ်ကလူတွေလည်းဖြစ်နိုင်နေတယ် ဟိုကြာခဲ့ပြီပေါ့နော်ကြာခဲ့ပြီဖြစ်တယ်အဲ့လိုအတိတ်ကလူတွေလည်းဖြစ်နိုင်တယ်ဆိုတော့ Pi2 လေးအတွက်လေးအဲ့လိုဘာတွေတိဖို့လို့လဲဆိုတော့ Oracle ကလေးတစ်ချက်ထုတ်မယ်နော်ဆိုတော့ Pi2 Oracle ကလေးတစ်ချက်ထုတ်မယ်ဘာတွေတိဖို့လို့လဲဆိုတော့ Pi2 လေးတွေဘာတွေတိဖို့လို့လဲ ဆိုတော့ pie two လေးတွေဘာတိဘူးလို့လဲဆိုဟုတ်ပြီအဲတစ်ဖက်လူပေါ့နော်တစ်ဖက်လူကလေအဲ့လိုတစ်ခါတလေကြလို့ရှင်ကိုယ်မပြောပြမပြောပြပဲနဲ့ဖုံးကွယ်ထားတဲ့အကြောင်းအရာရှိရဲ့အဲ့အကြောင်းအရာတွေကကိုယ်နှစ်ယောက်ရဲ့ relationship ကိုထိခိုက်စေတဲ့ပုံစံမျိုးပြောရရင်သူ့ရဲ့မပွင့်လင်းမှုလို့ပဲပြောရမှာပေါ့နော်အဲ့လိုသူ့ရဲ့မပွင့်လင်းတာကဒီနှစ်ယောက်ရဲ့ relationship ကိုထိခိုက်စေတဲ့ပုံစံမျိုးလေးအမလေးတွေ့ရတယ် Okay อืม အဲ့တော့အမှန်တမ်းပြောရရင် export เนาะပြတ်သွားတဲ့လူပေါ့အဲ့လိုပြန်လာရဲဆိုကိုယ်လေးအဲ့လိုစိတ်ဒုက္ခရရောပြေးလိမ့်မယ်ဆိုတော့ x တဲ့ထုံးစံအတိုင်းပေါ့နော်အဲ့လိုစိတ်ဒုက္ခရေစိတ်အဲမကြည်မချမ်းဖြစ်အောင်နေလှုပ်လိမ့်မယ် စိတ်ဒုက္ခပေးမယ်စိတ်ဒုက္ခပေးမယ်အဲ့လိုမျိုး energy လေးရောရရဲ့နည်းနည်းလေးရော reflect ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လေအဲသူ့ရဲ့အရင်တော့ကလည်းအဲ့လိုပဲဖြစ်နေမယ်ထင်တယ်အရင်တော့ကလည်းအဲ့လိုပဲအခုလည်းအဲ့လိုပဲပေါ့နော်ဒါပေမဲ့ဟိုပိုကောင်းတဲ့အရာတွေတော့အတူယူပါလိမ့်မယ်ဆိုရယ် message မျိုးရော universe ကပြောတယ်နော်ဆိုတော့ x နဲ့ပြန်တွဲမဲ့ phi 2တွေသတိထားဖို့ကအဲ့လိုမျိုးသူဖုံးကွယ်တတ်တာလေးတွေသူ့ရဲ့တည်မလားဟိုစိတ်ကိုအကုန်မပြောပြဘဲနဲ့အဲသူ့ရဲ့ကောင်းတဲ့အကွက်တွေပဲအရင်ထုတ်ပြမျိုးပြီးတော့မှ သူ့ရဲ့ပြဿနာရှာရေးပါအဲ့အရာနောက်မှဖြစ်ဖြစ်လာပေါ့เนาะအဲ့အချိန်မှာကိုယ်စိတ်ဒုက္ခရောက်တာမျိုးပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်ဆိုတော့ file 2တစ်ဖက်လူနဲ့တွဲမယ်ဆိုရင်ဘာကြီးသတိထားဖို့လို့မလဲဆိုတော့ file 2တစ်ဖက်လူနဲ့တွဲမယ်ဆိုရင်ဘာကြီးသတိထားဖို့လို့မလဲ so can အမလေးကိုကဘယ်လိုမျိုးဖြစ်မလဲဆိုတော့သူနဲ့ရင်းနေဖြစ်ပြဿနာကြီးတက်ပြီဆိုလို့ရှင်အမ ထဲတော့ဒေးလိုက်မေးပြီး ritual လိုက်လုပ်ပြီးပြန်အဆင်ပြေအောင်လို့နှစ်ယောက်ပြန်ပြီးတော့ခေါ်အောင်လို့เนาะအခုတော့မှ파이တူရဲ့မှာ ritual လုပ်ထားတဲ့လူတွေအောင်ရှိလားမသိဘူးเนาะအဲ့လို energy မျိုးရရဲဆိုတော့ ။ထုံးစံအတိုင်းပဲ file 2တွေပြန်သွားမယ်ဆိုရင်တော့လေအမှန်တမ်းပြောရင်ဒီ pattern အတိုင်းပဲပြန်သွားမှာပေါ့နော် xac ကိုပြန်သွားမယ်ဆိုရင်ဒီတိုင်းပဲရန်နေဖြစ်ကြမယ်အဆင်မပြေဖြစ်မယ်နော်ဟိုစကားရများမယ်မခေါ်မပြောနိုင်နေဖြစ်မယ်ပြီးရင်တဲရော်ဒီမီမယ်ရီဂျူအေလုပ်မယ်ပြန်အဆင်ပြေသွားမယ်ပြီးရင်အလိုပဲပြန်အဆင်မပြေဖြစ်မယ်ဒီလိုမျိုးပက်တန်နဲ့ပဲသွားနေမှာအဲ့ဒါကိုလက်ခံနိုင်တဲ့ကိုကဒီလူမှဒီလူဆိုလို့ရှိရင်တော့လေသဘောအကယ်၍အဲ့ဒါကိုမကြိုက်ဘူးအဆင်မပြေဘူးကိုပိုကောင်းတဲ့နေရာတစ်ခုကိုသွားရှင်နေဆိုလို့ရှိရင်တော့ move on လိုက်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့သဘောပါအဓိကဒီကောင်းစဉ်ကိုပြန်ပြီးတော့သွားရင်ဒါ crash နေရသူရှိလားဆိုတော့ရှိရဲ့ကိုယ့်ရဲ့ x ပဲပေါ့နော်ကို crash နေရသူကဒါကတော့ resonate တော်တော်လေးဖြစ်မယ်လို့ထင်တယ် DV ရှင်လေးရလေ so okay အဲဒါလေးကတော့ဒါ yoyo region လေးပဲဖြစ်တဲ့အတွက်ဒီလောက်ပဲပေါ့နော်အဲ့တော့ဒါလေးကတော့ fight 2လေးရဲ့ region မှာအဲ့တော့ fight 2လေးလေးဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် region မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 3လေးတွေမင်္ဂလာပါရှင်ဆိုတော့ Pi 3အာ dividend လေးကိုရွေးထားတာဒါ Pi 3လေးရွေးထားတကြပြီဆိုရင် dividend လေးကိုဆက်ပြေးကြည့်လို့ရရဲ့အဲ့တော့ကက်လေးတွေကိုအေးစစ်စစ်ဆွဲမယ် LG ရဲ့လူတွေလည်းအေးစစ်စစ်လေးကြည့်ပေးပါမလိုပါနဲ့နော် energy ရဲ့ကလေးတွေထုတ်ပြီးတော့ပြောတင်တာတွေတွေ့တာတွေမြင်တာတွေအကုန်လုံးကိုတခွန်းမှမကြံပြောပြီးတော့ပါမယ်။အဲ့တော့ဒီ video လေးကိုလည်းအချိန်ပေးပြီးတော့ကြည့်ရတဲ့အတွက် Pi 3လေးတွေကိုကြည့်စုအများကြီးတင်ပါတယ်။ ဟုတ်ပြီ Pi 3ရေအဲ့ကိုရဲ့အဲ့ကို crash နေရဲ့သူပေါ့နော်ကို crash နေရဲ့သူရှိလားဆိုတာလေးကိုကြည့်မယ်ဆိုတော့ okay Pi 3လေးရေ Pi 3လေးရေကို crash နေရဲ့သူရှိလားပြပြပြပါဆိုတော့ okay Pi 3ဒီကို crash နေရဲ့သူရှိလား တပီးတွေကို crash နေရဆိုပြီးရှိလာဖိုက်တပီးတွေကို crash နေဆိုပြီးရှိလာ okay ဟုတ်ပြီဖိုက်တပီးလေးတွေကလေ move form လုပ်နိုင်သေးဘူးချင်တယ်တချို့တချို့တော့ဖိုက်တပီးတွေပေါ့နော် crash နေရဆိုရှိလာ chili, we go crush me a good So, okay, I'll pie three. Pai three. page တွေကို crash နေရသူတွေရှိလားဆိုလို့ရှင်တော့လေတချို့တချို့တော့ file 3လေးတွေကလေအဲ့လိုကိုယ့်ကိုလာပြီးတော့စိတ်ဝင်စားရသူတွေရောရှိရဲဒါပေမဲ့နက်နက်ကကချစ်တာမျိုးရောမဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုစိတ်ဝင်စားရကိုယ့်ကိုလာပြီးတော့ approach လုပ်ချင်တယ်အဲ့လို date လုပ်ချင်တယ်ဒါပေမဲ့တကယ်ဟိုထောင်း ငားရမေတ္တာစင်မေတ္တာမှန်နဲ့ချစ်တာလားဆိုတော့အဲ့လိုတော့မဟုတ်သေးဘူးရရဆိုလို့ရှင်တော့ဒိတ်လုတ်ကြည့်ချင်တယ်ဆိုရင်သဘောနဲ့ကြိုက်တဲ့သူတွေများလိမ့်မယ်ဆိုတော့ဟိုကိုကဖိုက်3ရအရန်ချောတာမျိုးတခုခုဆိုလို့ရှင် spark ဖြစ်နေရမျိုးသိရမလားဟိုအဖွဲရဲမှာဆိုလို့ရှင်တော့မကိုကဘယ်လိုပြောမလဲနည်းနည်းလေးထင်းနေရမျိုးเนาะအဲ့လိုမျိုးလေးဖြစ်ဖို့များမယ်ထင်တယ်ဖိုက်3လေးထဲမှာလေဆိုတော့အဲ့လိုမျိုးဆိုရင်လေ ကိုရဲ့ look ကိုကြည့်ပြီးတော့ကြိုက်တဲ့လူတွေများရဲ့အမ်ကိုရဲ့ဘယ်လိုပြောမလဲ အပြင်ပိုင်းကြည့်လိုက်လို့ရှင်ကိုကအဲ့လိုချောနေရယ်ကွာအဲ့မှာကြည့်ပြီးကြိုက်တဲ့သူတွေများပါတော့ကိုတကယ်နှစ်နှစ်ကကချစ်တာမျိုးမေတ္တာစင်မေတ္တာမန်နဲ့ချစ်တဲ့လူမျိုးတော့အခုချိန်ထီရောမရှိသေးဘူး maybe next ရှိလာနိုင်တယ်ပေါ့နော်နောက်ပိုင်းကြလို့ရှင်ဆိုတော့အဓိကလေဖိုင်3လေးတွေမှာလေအဲ့လို x ကို move မလုပ်နိုင်သေးတဲ့သူတွေများမယ်လို့ထင်တယ်ဆိုတော့ရအောင် move on လုပ်ပေါ့နော်အဲ့အမှာပဲကိုကိုနောက်ထပ်လာမယ့်သူတွေကို ready ဖြစ်မှာပဲအဓိကကိုကိုလာကြိုက်ကြမှာဟိုအဓိကဟို အဲ့လိုဖြစ်နေရဆိုတော့လေကို ready မဖြစ်သေးတော့ကို့ကိုလာကြိုက်တဲ့သူတွေမရှိသေးတဲ့သဘောလည်းဖြစ်မယ်ထင်တယ်ဖိုင်3ရဲ့မှာလေဟိုဖိုင်3ရဲ့ energy ကိုဘယ်လိုရလဲဆိုတော့အရင် independent ဖြစ်တဲ့ကို short ကိုကိုရက်တီနိုင်နေတော်ရုံလူကိုရီစားမလုပ်ဘူးတော်ရုံလောက်ဆိုရင်မတွဲဘူးဆိုတဲ့သဘောမှရှိရပေါ့နော်အဲ့တော့ mm fight 3ရရအရင် independent ဖြစ်တယ်အဲ့လိုပတ်စံရှာနိုင်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်အရင်တော်တာမျိုးပဲဖြစ်ဖြစ်တစ်ခုခုမှာပေါ့နော်အဲ့လိုအရင်ထူးချွန်နေရမျိုးအဲ့အရာအတွက်လည်းကိုကိုကို proud အရင်ဖြစ်နေရမျိုးဖြစ်နိုင်တယ် independent အရင်ဖြစ်တာမျိုးအဲစိတ်ပန်းဆိုင်ရာဆိုလို့ရှင်အရင် strong ဖြစ်တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့အရာတစ်ခုကကိုကိုကိုအရင် proud ဖြစ်စေအရာဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ဟိုတစ်ခုခုဆိုရင်မာနရေးထားပြီးတော့အဲ့လို ကိုလာကြိုက်လို့ရှင်တော့မှလူတွေရှိန်နေရှိန်နေအောင်နေရာမျိုးရုပ်ရမ်းတည်ရာမျိုးအဲ့လိုမျိုးလေးရှိလိမ့်မယ်အဓိကအဲ့လိုရုပ်တည်ရာလည်းများလိမ့်မယ်ဖိုက်3တွေထဲမှာလေနော်အဲ့လိုပုံစံမျိုးလေးကိုတွေးရရဲဆိုတော့ကို crash တဲ့သူတွေကတော့မရှိရမဟုတ်ဘူးရှိရရှိရဒါပေမဲ့ date လုပ်ချင်တဲ့သူတွေပဲများရဲတကယ်အတီကြိုက်တဲ့သူတွေမရှိသေးဘူးပေါ့နော်အဲ့တော့ဒီကာလမှာတော့ဟိုရှိသားထားဖို့မရွေးချယ်တင်သေးဘူးဆိုတဲ့ပုံစံမျိုးလေးကိုတော့တွေးရတယ်နော် ဲ့ဖိုက်ထရီလေးတွေဘာဆက်လုတ်တင်လဲပေါ့နော်ဖိုက်ထရီလေးဘာဆက်လုတ်တင်လဲဆိုတော့တစ်ချက်ကြည့်မယ်ဆိုတော့ဖိုက်ထရီဘာဆက်လုတ်တင်လဲဆိုတော့ဖိုက်ထရီဘာဆက်လုတ်တင်လဲအဲ့ ace of swords อืมဒါတော့ no to relationship အတွက် get လို့ယူဆရဲဆိုတော့ okay ထပ်ဆွဲမယ် ဟိုက်ဒရီလေးပဲဆက်လုပ်ခြင်းလဲอืมโอเคဟုတ်ပြီအဲ့တော့ story line နဲ့သွားနေတဲ့ပုံစံမျိုးပေါ့နော်ကတ်တရားလေးအဲ့လိုပြင်ရှင်းပြမယ်နော်ဟိုက်ဒရီလေးတွေပဲဆက်လုပ်တင်လဲ please ကြည့်ကြပါဘာဆက်ဖိုင်3 okay ဟုတ်တယ်ဒီကဖိုင်3ရေလို့ပို့ ni pun on ni jaket nak nakak hmm nak cak mi jaket dekat hobi eh oh nenek story lain ya nenek mia ni ye eh oh pai tu ni adi ka lu ko lu ni ya ba five of swords okay eh oh three, tu ni no pai tu ိုကဒါလေး AS ကိုတကယ် move for 9 meter နှစ်ကက်လာ Yes မင်းရခက်တီရောများနေအမေရ energy များရဲ့ဆိုတော့ phi 3ကလေအရင် independent ဖြစ်ပြီးအဲ့လိုအရင်မာနကြီးတက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့များမယ် phi 3ရဲ့မှာအဲ့လိုလူတွေပါလိမ့်မယ်ဆိုတော့ phi 3ရဲ့ကလေဘယ်လိုဖြစ်မလဲဆိုတော့ AX ကလေပြန်လာလိမ့်မယ်သေးလားကိုစောင့်နေ x ကပြန်လာလိမ့်မယ်ဒါပေမဲ့လေမတွားစီချင်ဘူး ဒီကက်တေးအရာရော personally အရာရောမတော်စီခြင်းကို cause ဒီမှာကိုကလေဒီ relationship ကိုဒါလုံးဝ move on နိုင်ပြီလုံးဝလွတ်ချနိုင်ပြီဆိုလို့ရှိရင်တကယ်ကိုကိုအတွက်ကောင်းတဲ့လူ now physically financially လုံးဝ upgrade ဒီနောက်ဆုံး x step upgrade ဖြစ်သွားမယ်လူတစ်ယောက်ဖြစ်လာလိမ့်မယ် ပေါ်လာလိမ့်မယ်ပေါ့နော်ကို့အတွက်အဲ့လူကိုပဲရွေးချယ်တင်တယ်လို့မြင်တယ်ဆိုတော့ better option ရလာလိမ့်မယ်ကိုကလေကို့ကို crash တဲဆိုမရှိသေးဘူးဆိုတာလေဘာဖြစ်လို့အဲ့ better option ကိုစီမရောက်လာသေးလဲဆိုတော့ကိုကအဲ့ ace ကိုလက်ကင်ထားလို့ကိုကအဲ့ ace ကိုပဲစောင့်နေရော move from တိတ်ချ move from မလုံနိုင်သေးလို့ better option မရောက်လာသေးရအဲ့တော့ better option ရောက်လာမယ်ဆိုလို့ရှင်ရင် ိုကောင်းတယ်လေဟုတ်တယ်မလားဒီလူထက်လည်းပိုကောင်းတယ်ကိုကိုလည်းပိုချစ်မယ်ဆိုလို့ရှင်ဒါမသွားနိုင်စရာဘာအကြောင်းရှိလဲအဲ့တော့ x ကိုပဲလက်လွတ်လိုက်ပြီးရောနောက်ထပ်တွေ့မယ် relationship တစ်ခုကိုစောင့်တာက phi 3ရဲ့အတွက်အကောင်းဆုံးပါပဲဒါကတော့ဒီ cat ဒီအရာပြောလိုက်တာပါသေချာပေါ့ AX ကပြန်လာလိမ့်မယ်ဒါပေမဲ့ AX ကိုသာတကယ် move on နိုင်ပြီးတော့နောက်လူတယောက်စီသာရောက်သွားမယ်ဆိုလို့ရှင်နောက်လူကလည်းတော့ကိုယ့်စီကိုရောက်လာလိမ့်မယ်သူ့လူလိုရောက်လာလိမ့်မယ်အဲနောက်လူစီသာကိုယ်ကရောက်သွားမယ်ဆိုလို့ရှင်ရင် ကိုကပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်ဒါပေမဲ့ x ကပြန်လာတဲ့အချိန်တော့ပြန်မသွားဖို့လိုတာပေါ့နော်ဖြစ်ချင်တော့ဒီနောက်လူနဲ့ကိုနဲ့အဆင်ပြေခါစားအချိန်မှာ x က distraction အနေနဲ့ဝင်လာမျိုးဖြစ်နိုင်တယ်အနောက်ရက်တရက်အနောက်ရက်တစ်ခုအနေနဲ့အဲ့လို retrograde တစ်ခုခုမှဝင်လာမဲ့ပုံစံမျိုးပေါ့နော် x ကအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့နောက်ထပ် better option တစ်ခုရွေးချယ်တာ5 3အတွက်အကောင်းဆုံးပါပဲနော်ဆိုတော့ဒီ video မှတ်ထားပါမကြခင်အချိန်အတွင်းမှာဒီလိုမျိုးဖြစ်ဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ တတိထား distraction အနေနဲ့ဝင်လာဖြစ်တဲ့ x ကကို x c ကိုပြန်သွားရင်မကောင်းနိုင်ဘူးပေါ့เนาะအဲ့လိုမျိုးလေးရောရှိတယ်။အဲ့တော့နောက်ထပ် relationship တစ်ခုသွားမယ်ဆိုရင်တော့ကောင်းတယ်။ဒါ phi 3ရဲ့ region ဖြစ်တယ်။အဲ့တော့ okay phi 3လေးအတွက် oracle ကလေးနည်းနည်းလေးတစ်ချက်ကြည့်မယ်เนาะ။ဒါလို့လဲဆို oracle မဆွဲရသေးဘူးဆိုတော့ဆိုတော့ phi 3 oracle ကလေးတစ်ချက်ကြည့်မယ်။ okay အဲ့တော့ကိုကလေဒီ twin ရဲ့မှာမနေပါနဲ့ဒီ x ပေါ့เนาะ x နဲ့ကိုနဲ့ကြားရဲ့အဲ့လိုဟိုဒီ cycle ရဲ့မှာပဲမနေနဲ့ပေါ့เนาะအဓိကရုံထွက်စေချင်တာ universe ကလေရုံထွက်ပါ အကယ်၍ရုံထွက်လို့မှကိုယ်တိုင်ရုံထွက်တာအရန်ပင်မနေပြီရန်ခက်ခဲနေပြီဆိုလို့ရှင် therapist တွေစီသွားပါ ritual cold getting ritual ဟာမျိုးတွေလုပ်ပါနော်လုံးဝပြတ်နိုင်အောင်လို့လုပ်ပါအဲ့ဒါဆိုလို့ရှင်အရန်အဆင်ပြေလိမ့်မယ် crystal healing တွေလုပ်ပါအဓိကလေ ritual ပေါ့နော် ritual အရင်လုပ်စီခြင်းနဲ့ဒီ file 3ရေပိုကောင်းတဲ့နေရာတစ်ခုရောက်အောင်လို့လေဆိုတော့အာ ritual လုပ်စီခြင်းနဲ့အဓိကဒီ x ရဲ့ဘယ်လိုပြောမလဲ energy ရဲ့မှာပဲ start ဖြစ်မနေနဲ့ဒီ x ကိုပဲစောင့်မနေနဲ့နောက်ထပ် ဟိုဒီ twin ရဲ့ထွက်လိုက်မယ်ဆိုလို့ရှိရင်ပိုကောင်းတဲ့အရာတွေရှိနေတာသိရတာနဲ့ရအောင်ထွက်ပါစေပုံစံမျိုးအကယ်၍ကိုရန်ရထွက်ရအရန်ပင်မန်းနေရဆိုလို့ရှိရင် ritual အကူအညီယူပါဒီလိုမျိုး healing လုပ်ပါဆိုတဲ့ပုံစံမျိုးတွေပါပြောနေတာပေါ့နော်ဆိုတော့ဘာလုပ်တဲ့လဲဆိုတော့ဒါဟို phi 3တွေသိမယ်လို့ထင်တယ်။ဘာလို့ရမလဲဆိုတော့ကိုယ့်ဘာသာကိုယ်ပဲအဆုံးဖြတ်ပေါ့နော်။အဲ okay ပါ။ဒါလေးကတော့ဒါ phi 3ရဲ့ reading မှာ ဆိုတော့အမ်ဖိုက်3ရေလမ်းမှန်ရောက်နိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်အဲ့တော့ဖိုက်3လေးရေအဲဒါလေးရတော့ကို့ crash နေသူရှိလားပေါ့နော်အဓိကကတော့ဒီမှာတော့ story line အစုံဟို x ကပြန်လာမှာလားမလာဘူးလားရောနောက် now relationship အတွက်ပါတာတခါရက်တည်းအကုန်လုံးပြပြလိုက်တယ်ပေါ့နော်ဆိုကျင်းနေမယ်လို့လည်းထင်တယ်အဲ့တော့ဖိုက်3လေးတွေတတပါနောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြမယ်နော်